English speaking ကောင်းဖို့ရက်60 CV ရဲ့ day 5ကိုရောက်လာပါပြီ။အစာကောင်းမှအနောင်တေချာဆိုလို့ဒီရက်60အတွင်းမှာ English ဆရာမြန်မြန်ကောင်းဖို့ဆိုရင်အခုလိုအစာရက်ပိုင်းလေးမှာရှိတဲ့အချက်လက်လေးတွေကိုစပြီးတော့တေချာလေးမှတ်ကြမှာပါ။ဒါမဲ့အဲ့ဒါမှသာဒီရက်60နှစ်လအတွင်းမှာ core English speaking skill အတိအကျတာတိုးတက်လာမှာပါ။အဲဒီ English speaking skill မှာရှိတဲ့ရက်60ဆရာဆိုရင်ခေါင်းစဉ်နေရာတစ်ခုနဲ့တစ်ခုတူလဲတူပါတယ်။တူလဲမတူပါဘူး။မတူပါဘူးဆိုတာဘာမတူလဲဆိုတော့အကြောင်းအရာလေးမတူပါဘူး။ တူတာဘာတွေတူလဲဆိုရင်တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုတွေဘာဖြစ်လဲဆိုရင်တူကြပါတယ်ချိတ်ဆက်နေတယ်နော်ဒီလမ်းမှာပြောရဲဆိုတဲ့အကြောင်းရင်းကအကြောင်းမှာပြောတဲ့အနေထားနဲ့လဲသွားတွေ့တွေ့နေတယ်ဟုတ်ပြီနော်စားတောက်ဆိုင်မှာပြောတဲ့ဟာတွေကအဲအိမ်မှာပြောတဲ့ဟာတွေလဲသွားတွေ့သွားတွေ့နေတယ်အဲတစ်ခုနဲ့တစ်ခု support ပေးနေတာဖြစ်တဲ့အတွက်ကြောင့်အာဒီဟာတွေကတက်တက်စီဘယ်နော်ဟာငါအလုံးနဲ့ပဲဆိုင်တာဒီကိစ္စဒီ topic ကတော့ငါလည်းမဆိုင်ဘူးသွားမလုပ်နဲ့ခေါင်းစဉ်တိုင်းကိုအပြည့်အဝရအောင်မလုပ်နဲ့ဆိုရင်လေးလာမယ်မှတ်သားမယ်ဆိုလို့ရှိရင် အမြန်မြန်ဆက်ဆိုင်တိုးပွားလာပါတော့ပြီးတော့ကိုကအเจ้าညာတစ်ခုရဲ့နဲ့ပဲဆက်ဆံမှာပေါ့အเจ้าအပေါင်းများဆောင်နဲ့ဆက်တန်ပြောဆိုပါမှာဆိုရတဲ့အကြောင်းအเจ้าအမတိုင်းကိုမီတောင်လောက်ထားမယ်ကဲဟုတ်ပြီဒီနေ့ဘာအเจ้าကိုပြောမှလဲဆိုတော့ဒီနေ့ကဝါသနာရဲ့အเจ้าကိုပြောမှာဝါသနာလဲ speaking မှာဆိုလို့ရှိရင်မဖြစ်မနေသိထားမယ်အနေထားတစ်ခုနဲ့ရှိတယ်မဖြစ်မနေသိရမယ်ဆိုတဲ့ဝါသနာကိုမှမဖြစ်မနေသိရမယ်ဆိုတဲ့မေခွန်းပုံစံလေးနဲ့တွဲထားတယ်အဲ့တော့အထာကိုဆရာမတင်ပေးခင်မှာဟောဒီယာ follower တွေကဆိုတော့ ဘာလို့အောင်လဲဆိုရင်ဒီမေးခွန်းလေးကိုငါဘာကမေးတက်ရဲ့လားဆိုတော့အရင်လေးဘာလို့ကြည့်မလဲဆိုရင်မေးကြည့်မယ်စူးစမ်းပြီးမေးကြည့်မယ်ပေါ့နော်ဗီဒီယိုဆက်တိုက်ကြီးကြည့်မသွားနဲ့မေးကြည့်စေချင်တယ်ဘာဖြစ်လဲဆိုတော့အာအုံနောက်ကိုလေ့ကျင့်ခန်းလောက်ခိုင်းတာပေါ့နော်အုံနောက်ကိုအရင်ဆုံးလေ့ကျင့်ခန်းလောက်လိုက်အဲ့ဒါမှသာညှက်ထွက်လိုက်မယ်အုံနောက်ကိုလေ့ကျင့်ခန်းလောက်လိုက်တဲ့ခါကျတော့ကိုကပြောရင်တည်းမှာဟိုဟာဝိုင်းနေရာကိုတိမယ်ဥပမာဗျာအဲကိုမမေးတက်တဲ့နေရာလေးကိုတိသွားမယ်အဲ့လိုမမေးတက်တဲ့နေရာလေးကိုတိသွားပြီဆိုတော့မှာ ဟိုဆရာပြောတဲ့အဖြေနားထောင်တယ်ဒီမှာအဲ့ခုနကပြောလိုက်တဲ့အဖြေရောမမေ့တဲ့နေရာလေးရာလေးကိုသွားဖြည့်ပြတ်တော့မှအဲ့ဟာကိုယ့်ရဲ့စာကြောင်းလေးပြဖြစ်တော့နော်ဆရာတိထားတဲ့ဟာက follower တိထားတဲ့ဟာလေးဖြစ်သွားအောင်ဆရာလိုလေးဖြစ်စေချင်တာဖြစ်တော့ဗီဒီယိုလေးကိုခဏလေးရှက်ပြီးတော့ဒီမိကုန်းလေးတွေအင်္ဂလိပ်မိမယ်မင်းရဲ့ဝါဒနာကဘာတွေလဲမင်းရဲ့အလက်ချိန်မှာဘာလို့ရတော့နှစ်သက်လဲမင်းပည့်ရက်တွေကိုဘလို့အချိန်ဖြုံးလဲနော်အိမ်ထဲမှာလောရတဲ့ဝါဒနာတွေကိုပို့ကြိုက်လားအိမ်ပြင်မှာလောရတဲ့ဝါဒနာတွေကိုပို့ကြိုက်လား မဲဝါသနာတွေကိုဘယ်နဲ့ကြိမ်လောက်လှုပ်တယ်လဲမဲဝါသနာတွေကိုဘာမဲဝါသနာကိုဘာကြောင့်နှစ်သက်တာလဲဆိုရဲဟောဒီကမျိုးကုန်းလေးကိုအင်္ဂလိပ်လိုဘာလို့ကြည့်လဲဆိုတော့မေးကြည့်နောက်ပြီးလေးခဏလေးရပ်ပြီးမေးကြည့်မေးကြည့်ပြီးတစ်ခါပြန်ပြီးဘာလို့ကြည့်လဲဖြေကြည့်သူများလို့မေးလိုက်အောင်ဖြေကြည့်အင်္ဂလိပ်လိုဖြေကြည့်ဖြေလို့ရလားအမီးမောက်တယ်လားဆိုတော့ခဏလေးကြက်လိုက်ပေါ့နော်အချိန်ကြိုင်လဲကြာပါစေပြီးမှဆက်လာထောင်လဲရရဲဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးအရင်လုပ်ကြည့်ပါဆရာတို့အဖြေကိုတိုက်ကြမယ်ကဲရပြီဆိုကဲရပြီဆိုလို့ရှိရင်အဖြေလေးတွေတိုက်ရအောင်နံပါတ်တစ်ခုကမင်းရဲ့ဝါသနာတွေကပါလေ ლემიგოს ენიტნა ფორვარდი ჯვანები ဒါရှိရရက်30အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30 CG အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်ဒီ speaking skill ပဲလေ့လာလေ့လာနောက်ထပ်လာမယ် advanced grammar လို့ခေါ်တဲ့အဆင်ပြေတဲ့အင်္ဂလိပ်စာ CG ပဲလေ့လာလေ့လာဒီအရှိမှရှိတဲ့ရက်30အောက်တက်ကြည့်ဖို့ရက်30 CG လို့မကြော်ခဲ့စေချင်ဘူးအကုန်လုံးကဆိုရင်အချိန်၄6လအတွင်းမှာအင်္ဂလိပ်စာကောင်းသွားမှာဖြစ်တယ်အဲ့ဒီအခွင့်အရေးကိုလည်းကျွန်တော်ကပေးထားမှာဖြစ်တဲ့အတွက်ကြောင့်ဟိုဘာဖြစ်လဲဆိုလို့ရှိရင် make sure ကြာဘာလုပ်ထားမှာလဲဆိုလို့ရှိရင်တေးချားလေးတော့လေ့လာစေချင်တယ်အဲရှိရရက်30 CG ကိုမလောနဲ့နော်မလောနဲ့ဘယ်အရာမှမဆိုအောက်ချိန်မခိုင်းရင်အမြင့်ကိုတက်တာ နှေးတယ်เนาะအောက်ခြေခိုင်မှုဘလောက်အရေးကြီးလဲဆိုတော့ကျွန်တော် follower ကြီးတည်တယ်အဲ့တော့အောက်ခြေခိုင်မှုအရေးကြီးရဆိုတာသိလို့ရှိရင်အောက်ခြေကိုအချိန်ယူလိုက်ရတဲ့ဆိုရင်ပြီးမှဒီလိုတစ်ဆင်ချင်းဒီမှာလောက်ခဲ့မယ်တက်လာခဲ့မယ်ကဲဘာလဲဆိုတော့ကျွန်တော်ကမနေ့စာမယ်ဆိုရင် watch သုံးဆန်တိုင်းမှာသူကသုံးဆန်တိုင်းက w ဟို whp သွားလို့ရှိရင်လဲမေးဖို့နေ whp အကူလာတယ်ဗျာအကူပြီးလို့ရှိရင် subject တွေဟို main fat တွေလာသဘောရှိတယ်ခင်အခုလိုက်ကြည့်လိုက်တဲ့အခါကျတော့ဟော main ဟောတဲ့နည်းဘာတွေလဲဆိုအခုကမရှိဘူးဒါပေမဲ့ဒီမှာ vat ကလည်းဘာလဲဆိုရင်အပေါဘူးဒါပေမဲ့အမှ vat တလုံးမြုပ်ထားရင်အဲ့ဒါဘာဘာလဲဆိုရင် main ရဲ့ဝါဒနာလေးကဘာဖြစ်တယ်လဲဖြစ်တည်ဆိုတာဆိုတာဖြစ်တည်ဆိုရင်အင်္ဂလိပ်စာမှာခေါင်းထဲမှာဝင်လာမှာ msr ပဲ msr ဖြစ်တည်ဆိုဒီပဲထွက်တာ ਉਹ အဲ့တော့ဘာဖြစ်တယ်လဲဆိုပြောင်ဟိုဒီအရှိကိုဘာလို့ထွက်လိုက်လဲဆိုရင် is လေးထွက်လိုက်တယ်နော် is လေးထွက်လိုက်မယ်ဒါပေမဲ့သူကမေးတဲ့ဟာကြည့်လိုက်အောင် main ရဲ့ဝါဒနာတွေ့ ဝါသနာတွင်ကြတော့အများဖြစ်သွားတဲ့အခါကျတော့ပုံမှန်သုံးနေတာ is မသုံးဘဲနဲ့ဘာပြန်သုံးရမလဲအောက်တော့ရမယ်အဲ့တော့ဝါသနာတစ်ခုလဲဆိုရင် what is ဝါသနာများဆိုတော့ what are ဘသူရဲ့ဝါသနာလဲမင်းရဲ့ဝါသနာစာနဲ့ပြောမယ်ဆိုရင်တင်ဤဝါသနာတင်ဤဆိုတာအင်္ဂလိပ်လိုဆို your လို့ခေါ်တယ်အဲ့ဒါကကိုရှိရစီးမှာလဲအဲ့ဒါပြောထားပြီးတာအသေးစိတ်အဲ့တော့ what are your h o b b i e s hobbies အဲ့တော့ what are your hobbies မင်းရဲ့ဝါသနာတွေကဘာလဲ what are your hobbies what are your hobbies မင်းရောနားလေရပါတယ်အဲ့တော့ပြန်ဖြေတဲ့အခါကျလို့ရှိရင်ကျွန်တော်ဘာနဲ့ဖြေလဲဆိုရင် my hobbies are ဆိုပြီးတော့ verb ing နဲ့လိုက်ရလေရှိတယ် gerund လို့ခေါ်တယ် gerund ဆိုတာက noun တစ်မျိုးပဲဒါပေမဲ့ verb ing ကဖြစ်လာတယ် noun ဥပမာပြဆိုရင်အဲဘောကိုယ့်ရဲ့ဘာသာလေးစာဖတ်တာကိုကြည့်ရဆိုရင် my hobbies are reading ပေါ့နော် my hobbies are reading ငါစာဝါနာတော့စာဖတ်တာဖြစ်ပါတယ်ဟာ reading တော့2မျိုးလောက်ပြောရမှာပေါ့နော် hobby ကအများဖြစ်နေတော့ my hobbies are reading and cooking တော့ဒါမှမဟုတ် playing the guitar guitar တီးရလားအဲဒါမှမဟုတ်ရှင်လဲ watching movies နော်ရုပ်ရှင်ကားတွေကိုကြည့်တာလားအဲစသည်ဖြင့်အဲအဲ့လိုဟာမျိုးကိုပြောမှာဖြစ်တယ်ပြောတဲ့အခါမှာဘာအင်ဂျီနဲ့ပြောတောင်းခိုင်းလေ့ကျင့်တာ what are your hobbies လို့ကိုတရားကမေးလိုက်လို့ရှင် my hobbies are လူဝက်ပြပြစာဖတ်တယ်ဆိုရင်တော့သူနဲ့အထင်ကြီးမှာမယ်ဆိုတော့ reading လေးပြောလဲပေါ့နော်ကို interview မှာပြောဆိုတော့ my hobbies are readings and happy ကိုကြိုက်တဲ့ဟာတွေတခုပေါ့ sabin sea ကကြံလဲ cycling ပေါ့အဲ့လိုမျိုးတွေပြောအောင်ပါပေါ့နော်အဲဒါပဲဝါနာဒါတခုမင်းအားလဲချိန်မှာဘာလို့ရတာကိုနှစ်သက်ပါတယ်လဲဘာမေးဖို့မလဲလဲမေးခွန်းလေးပဲဆိုတော့ခဏလို့ reach ဒီ reach ဒီဝါလေးထုတ်လိုက်မယ်ဟုတ်ပြီနှစ်သက်ဒီဆိုတော့ main badge ကြီးပါတယ်ဟော is သွားထုတ်လို့မရတော့ဘူးဘဝဆိုရင် do desk ထုတ်ရမယ်မင်းကဘာပါဆန်လဲပုံမှန်လေ့လာခင် ိရမယ်မင်းဒီဒါ second person လို့ခေါ်တယ်အများသုံးတဲ့အလုံးပဲသုံးတယ် do ပဲသုံးတယ်နော်တကယ်လို့ he ရေ she ရေဆို third person နေရာကြတော့ does သုံးတာဖြစ်ပြီးတော့ i နဲ့ you နဲ့လို့ခေါ်တဲ့ first person နဲ့ second person ဒီအများသုံးတဲ့ do ပဲသုံးတယ်ပြီးတော့ main ကသင်ဒီဆိုပါလေဆို you what do you ဒီမှာ is မထုတ်တာဒီဖြစ်တည်ဆိုရအောင်မဟုတ်တော့လို့နော်ဖြစ်တည်ဆိုတော့ i miss ာထုံးရမယ်အခုကနှစ်သက်တည်ဆိုတော့ verb 1 you you verb 1အဖြစ်တဲ့ main verb 1ဖြစ်ပြီးတော့သူ့ကိုကိုကို do ကိုထုတ်လိုက်တယ်အဲ့လိုထုတ်မှလည်းမေးခွန်းဖြစ်သွားတာအဲ့တော့ what do you နှစ်သက်တာ like ောက်ခါလုံရတာနော်လုံရတာရတာကိုတစ်ချက်ချက်ခိုင်းထားတယ်ဒိုးရန်ရတာဒီအင်္ဂလိပ်လိုဆိုဘာလို့ခေါ်လဲဆိုရင် to လို့ခေါ်ရတာအခြေခံလေးတွေသင်ခဲ့ရင်သင်ခဲ့ရမှာအဲ့ဒါအောက်ခြေခံလို့ခဲ့ဆိုကျွန်တော်ပြောတာ what do you like to do နော်လုပ်တာဘာလဲဆိုရင် do မင်းဘာလို့ရတာနှစ်သက်တယ်လဲအဲမင်းအားလဲချိန်မှာနော်အချိန်ရဲ့ချိန်မှာ in on at တစ်ခုထည့်ပြရတယ်အားလဲချိန်ကြီးကကျတော့ in နဲ့ထည့်ရတယ် in ဘယ်လိုအားလဲချိန်လဲမင်းရအားလဲချိန်အမြဲတမ်းမှတ်ထားမင်းရဲ့ဒီအမြဲတမ်းသင်ဤနဲ့တူတယ် ဲ့တော့အတင်းအိဆိုတာ you are အားလက်ချိန်ကို free time leisure time တွေလည်းရတယ်နော် okay အဲ့ဘာဖြစ်သွားလဲဆိုရင် what do you like to do in your free time နော် what do you like to do in your free time အင်္ဂလိပ်စကားကိုအရင်မြန်ဖို့မကြည့်ခင်အတန်ထွက်လေးမှန်ဖို့အရင်ကြည့်လိုက်မယ်နံပါတ်၁မှာပြန်ပြီးမှဆိုရင် what are your hobbies အဲ့ဒါက what do you like to do in your free time အဲ့ဒါဆက်ပြတ်နဲ့ပြန်ပြီးမှဆိုရင်တော့မာဂျူနီယာမှာဘာမျိုးဖြစ်သွားလဲဆိုရင် i ပေါ့ i like to သူရဲ့နောက်မှာ vap 0လို့ခေါ်တဲ့ vap ရဲ့ fanatic ပေါ့ကျွန်တော်ပြောမယ်ဆိုရင် vap 0 original valet လေးရှိတယ်ခဏကနေရလို့ဂီတာကြီးအဲ့ဒါကိုကြိုက်တယ်ဆိုရင် i like to playing လို့ပြောပြလို့မရတော့ခဏ r နောက်မှာဒါ german လိုက်ရပြီမှာ2နောက်မှာဆိုရူရို vap 0ပဲလိုက်မယ်ဆိုတော့ i like to playing စာ i like to play the guitar လို့ပြောလို့ရတယ် i like to read လို့ပြောလို့ရတယ် เนาะ reading လောမတုံးတော့သူနောက်မှာ passive ဆိုတော့ I like to read in my free time အဲ့လိုမျိုးလေးတွေတုံးလို့ရတယ်အဲ့တော့ဘာလဲပြောဒီမိကုန်းတစ်ခုကအတူတူပဲသူများကဘာသာတွေပြီးတဲ့အခါမှာ what are your hobbies လို့မေးလို့ရတယ်လို့ what do you like to do in your free time လို့မေးလဲရတယ် okay အဲ့နောက်ကိုမင်းရဲ့ပိရက်တွေကိုဘယ်လိုအချိန်ဖြုံးတယ်လဲအဲ့ကိုယ့်ရဲ့ပိရက်ပိရက်တွေဘယ်လိုအချိန်ဖြုံးလဲဘာမိကုန်းမလဲလဲမိကုန်းမလဲလဲမိကုန်းဆိုရင် wh နဲ့တော့စပြီးဘယ်လိုဆိုရဟာအော်ဒါမှ wh ထဲမှာ how old ဆိုတာလည်းပါတယ်အဲ့လိုလည်းမှတ်ထားတယ် how many how much ဆိုတာ degree question အုပ်စုထဲမှာပါတယ်ဆိုတော့ဘယ်လိုကြတော့ what နဲ့မရတော့ what နဲ့မရမှာဆိုရင် how နဲ့မရပဲ။ကဲ is တွေထုတ်မလား do that တွေထုတ်မလားကြည့်လိုက်မယ်။ဖြုံးဒီအချိန်ဖြုံးဒီဆိုတာအဓိက value ဖြစ်တယ်ဖြစ်တည်မဟုတ်ဘူး။ဒါဆိုရင် do that ပဲထုတ်ရမယ်။မေးမဲ့ main က second person ဆိုတော့ဘာကိုထုတ်လိုက်လဲဆိုရင် do ပဲထုတ်လိုက်တယ်။ how do ပြီးတော့ main ကတင်းဒီဆိုတော့ you အချိန်ဖြုံးဒီအချိန်ဖြုံးဒီရ original တိပြတော့ span ထားရမှာเนาะအဲဒီမှာကျတော့ပိတ်ရွက်တွေကိုဖြုံးလိုက်တယ်ဆိုတာအမှန်တော့ဆရာအမှအချိန်ကိုမဖြုတ်ဘဲအင်္ဂလိပ်မှာဆိုရင်အချိန်သဘောတည်းအချိန်ကိုထည့်မရဘူးမင်းရဲ့ပိတ်ရွက်တွေကိုဘယ်လိုဖြုံးလဲအဲဒီမှာဆရာအချိန်လေးထည့်မှာပြောပြောထားလို့ရှိရင်ဘာမှလို့ဖတ်တာထောက်မှာဆိုတော့အချိန်ဝင်းထဲမှာထည့်ဖတ်ထည့်ထားတာပေါ့เนาะအဲ့အချိန်ကိုမထည့်เสียရလဲမလို့ဘူးအဲ့ဒါကိုအချိန်ကိုတုံးလိုက်တာဖြုံးလိုက်တာဘာနဲ့တုံးလဲဆိုရင် span နဲ့တုံးတယ် span နဲ့တုံးမှာเนาะအဲ့တော့ how do you spend မင်းကဘယ်လိုအချိန်ကိုဖြုံးလိုက်တယ် time လို့ထင်လေရပါတယ်ဒါပေမဲ့ဒီမှာတော့ဖြုံးခါမယ်ပိတ်ရဆိုတာတည်တံ့ကြီးပါနေဖြစ်ဆိုကြောင်းအချိန်ရောပိတ်ရရောနှစ်ခုလုံးဖြုံးခါမယ်နှစ်ခုထည့်စရာမလိုတော့ဘူးပိတ်ရပဲထည့်တော့မယ်အဲ့ဒါလေးကိုနားလည်အောင်လုပ်ထားနော် how to span မင်းဘယ်လိုအချိန်ဖြုံးလဲဘာလို့လဲမင်းပိတ်ရတွေကိုဆိုတော့ဒီမှာမင်းရဲ့ပိတ်ရမင်းရဲ့ပိတ်ရပေါ့နော်မင်းပိတ်ရတွေကိုဒီပိတ်ကဘယ်လိုပိတ်ရလဲဆိုရင်မင်းရဲ့ပိတ်ရအဲ့တော့အဲ့ဒီနေရာမှာတင်းဤဆိုရင် you are ထည့်လေရတယ်မထည့်လေရပါတယ် daily နဲ့တုံးလေရတယ်အဲ့တော့ how to span တင်းဤပိတ်ရဆိုတော့ဆရာမ you are လေးတော့ထည့်လိုက်မယ်နော် ပြောပည့်ရက်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆို weekends လို့ခေါ်တယ် W E K E N D S weekends အဲ့တော့အမှမှတ်ထားမှာကတပတ်ကို a week လို့ခေါ်တယ်တပတ်တပတ်မှာ9ရက်ရှိတယ်လေအဲ့တော့ဒီရုံးတဲ့ရုံးစေးကြောင်းတဲ့ကြောင်းစံတော့တဲ့ရက်တွေနော် Monday to Friday ပေါ့တနင်္လာနေ့တောက်ကြချီကိုကြာတာ weekdays လို့ခေါ်တယ်နော် weekday တနင်္ပတ်ရက်လို့ခေါ်တယ်အဲ့အဲ့9ရက်တက်ပြီလို့ရှိရင်နောက်ဆုံး2ရက်ကပိတ်ပြီအဆုံးသက်ကလေးကြာတော့ week and เนาะ and ဆိုဆုံးတဲ့ဆက်ပြီးဖလဲတော့ weekends ပေါ့အဲ့ week day နဲ့ weekends နဲ့ bullet တော့မှာ week ဆိုတဲ့တပတ်အပြည့်ရတာအဲ့လိုလေးမှတ်ထားเนาะ how do you spend your weekends အဲ့ ask လို့ရှိရင်လည်းအာဘယ်လိုမျိုးဖြစ်လို့ရလဲဆိုရင် i spend my weekend ပေါ့ဒီအဲ့ဒီပြန်စားလေ i spend you are name my ဖြစ်သွားမယ် my weekends เนาะအဲ by by ing ဒီနေ့ဘာလို့ရလဲဆိုရင်ဖြေလို့ရတယ်ဥပမာဖြစ်တယ် i spend my weekend by reading ဘိုင်ယိုဒီမှာဘယ်လိုဘာသာပြရမလဲဆိုချင်းဖြင့်လို့ဘာသာပြရမယ်စာဖတ်ချင်းဖြင့်သူကတော့ ing တိုက်တယ်ဆိုတာ style မှာသာနောက်ခါကျတော့ bind okay နောက်ခါကျတော့ခုနလိုပဲ cycling လာနောက်ဘို bind cooking လာ bind knitting เนาะ knit တဲ့ knit တာဒီဟိုတိုးမွေးထိုးတာပေါ့အဲ့လိုဟာမျိုးမျိုးအချိန်ဖြုန်းတာလာစတဲ့ဖြင့်တခုကိုပြောလို့ရတယ် okay ဟုတ်ပြီအဲ့ဒါမျိုးလေးဖြေမယ်เนาะအဲ့တော့မေးခွန်းလေးပြန်ပြေးကြအောင် how do you spend your weekends how do you spend your weekends okay ဒါကခုအိမ်ထဲမှာလုပ်ရတဲ့ဝါသနာတွေကိုပို့ကြိုက်လား အိမ်ပြင်မှာလိုအပ်တဲ့ဝါသနာတွေကိုပို့ကြိုက်လာလာမီကွန်လာမီကွန်ဆို WH မပါတော့ဘူးရှေ့အကူပဲထုတ်မယ် MS အမဟုတ်ရင် do test ထုတ်ဖို့စဉ်းစားကြရအောင်ကြိုက်တယ်ဆိုရင်စကလုံးပါတယ်အဲ့ဒါဖြစ်တယ်ဆိုတဲ့တည်းမဟုတ်တော့ MS အမထုတ်တော့ do test ပဲထုတ်မယ်အဲ့တော့ do ဒုပြင်းမေးမှာတင့်ုံမေးမှာ subject မရှိပဲလေးလို့မြောက်ဒီစာကြောင်းမှာတင်းဒီကျွန်တော်ထည့်မထားပြင်မဲ့လေတင့်ကိုမေးနေလို့ယူစာပြီးတော့ယူထည့်မယ်ဆရာယူမထည့်လို့မရလားဆိုတော့ယူမထည့်မရဘူးဘာဖြစ်လို့ဆိုတော့ subject ကိုမပါဘဲနဲ့ sentence ကိုတိစားရတာမကောင်းဘူးပေါ့နော်အဲ့တော့ do you ဆိုလို့ဖြစ်သွားတယ်ကိုကစာမြန်မာစာကြောင်းမပေါ်ဘူးအင်္ဂလိပ်စာထဲမှာကိုကကိုအသိစိတ်နဲ့ထည့်ရမှာပေါ့နော်ပိုကြိုက်တာဒီကိုကိုပြောမှာမဟုတ်တင့်ကိုပြောဆိုတဲ့အတွက်ကြောင့်ယူထည့်လိုက်တယ်ကြိုက်တာ like နော်နောက်လုံးလေးမှတ်ထားပိုကြိုက်တာကြတော့ဘာလဲဆိုရင် prefer လို့ခေါ်တယ် P I F E R prefer ဥပမာပေါ့ငါက coffee ကိုကြိုက်တယ်ဆိုရင် i like coffee အဲငါကလက်ဖက်ရည်ကိုကြိုက်တယ်ဆိုရင် i like tea ငါကလက်ဖက်ရည်ကို coffee ထပ်ပိုကြိုက်တယ်ဆိုရင် i like လို့မသုံးဘဲနဲ့ i prefer ဘာကိုပိုကြိုက်တာလဲ tea ကိုပိုကြိုက်တာဆိုရင် tea i prefer tea ဘာထပ်ပိုကြိုက်တာလဲ coffee ထပ်ပိုကြိုက်တာပုံမှန်ဆိုရင် tea တည်းက than နဲ့သုံးဝင်မယ် prefer နဲ့တွဲတဲ့အခါကျရင် to ပဲသုံးရလို့ရှိတယ်အဲ့တော့ i prefer tea to coffee ပရဖာနာကကောင်ကပိုကြိုက်တာထူနောက်ကကောင်ကကြတော့သူကရှေ့ရကောင်ကတိတ်ကြိုက်မခံတဲ့ဟာပေါ့ဒီမှာတော့ do you prefer မင်းပိုကြိုက်တလားဆိုတာလေးရတယ်အိမ်ထဲမှာလိုရတဲ့ဝါသနာလိုလိုလေးပါနော်အဲ့ဒါပါလဲဆိုရင် indoor ဒါအိမ်ထဲသို့မဟုတ်ဆို or အိမ်ပင်ကြတော့ outdoor indoor or outdoor ဝါသနာတွေကတော့ h o b b i e s hobbies ်ဗမာလူသားရှိမယ်အင်္ဂလိပ်လူသားတို့ပါတယ်ဗောနော်အဲ့တော့ကိုကမှားသွားခဲ့ဆိုတော့မဟာငါမှားသွားပြီလို့မယူဆပါနဲ့။အော်ငါအတက်ကလေးတစ်ခုတီးသွားပြီလို့မှတ်တာစုနေရတယ်လေ။ဟိုအတုံးနှုံးတွေရော uses တွေကတော့စုနေရတယ်ဗောနော်စုနေရတယ်။အဲဆရာလည်းအကုန်လုံးအေးအေးဆေးဆေးပဲရှင်းပြပေးမယ်။နားလည်တဲ့အချိန်ရှင်းပြပေးဗောနော်အကုန်လုံးအင်္ဂလိပ်စာတွေကျွမ်းတော်လဲပါဖြစ်တယ်။ကောင်းပါပါနိုင်ငံကြီးအဲ့တော့ do you prefer မင်းပိုနှစ်သက်ပါသလား indoor or outdoor hobbies အိမ်ထဲမှာလိုရတဲ့ဝါသနာတွေကိုပိုနှစ်သက်သလားဒါမှမဟုတ်အိမ်ပြင်မှာလိုရတဲ့ဝါသနာတွေကိုပိုနှစ်သက်ပါသလားပေါ့ဟုတ်ပြီနော် ခင်ဗျာဆိုရင်ညပြီနော်အဲပြန်ပြီးတော့မေးကြည့်အောင် what are your hobbies နောက်ကျ what do you like to do in your free time how do you spend your weekends နောက်က do you prefer indoor or outdoor hobbies ညပြီနော်ခင်ဗျာတို့မင်းရဲ့ဝါသနာတွေကိုဘယ်နှစ်ကြိမ်လောက်လုပ်တယ်လဲဒါပြန်ပြီးဗာလဲလဲမေးကွန်းဘာအောင်မေးရလဲဘယ်နှစ်ကြိမ်ဝေးတာအကြိမ်အရေအတွက်ကိုမင်းရောဘာနဲ့စရမလဲဆိုတာသိလားမသိသေးဘူးလားမသိသေးရင်သိအောင်မှတ်တီးပြီးသားလားတီးပြီးသားဆိုရင် congratulations နော်ဘယ်နှကြိမ်လဲဆိုရင်ဘယ်လိုခေါ်လဲဆိုရင် how often လို့ခေါ်တယ်မှတ်ထား how often ကဲမေးခွန်းစကားလုံးပြီးရင်ခုနကလာလို့ပဲ do နဲ့ do တဲ့ထုတ်မလား msr ထုတ်မလားစဉ်းစားရတော့မယ်လုပ်သည်ဆိုတာဟာပါတယ်ဖြစ်သည်မဟုတ်တော့ဒါဆိုရင် do ပဲ do ပြီးရင် subject က mean ဆိုတော့ you ဒီနေရာမှာအမြဲတမ်း do မဟုတ်ဘူးနော်ဒီ you က second person ဖြစ်လို့ do တုံးတာတခုကိန်းနေဖြစ်တဲ့ he ဒီ she ဒီ is တို့မောင်မောင်တို့ကြွကြွတို့တယောက်တည်းဆိုဒီမှာ does တုံးရမယ်အားလေးလက်မှတ်ထားအောင်ဒါအခြေခံမှာပြောထားခဲ့ပြီးသား how often do you လောက်တာပါလဲဆိုရင် uh, do ပေါ့နော် how often do you do မင်းရဲ့ဝါသနာရေဆိုတော့ your hobbies h o b b i e s hobbies ဒီ do ကအခု do ဒီ do ကကြတော့လုပ်တယ်ဆိုရယ် do အဲ့တော့မင်းရဲ့ဝါသနာလို့ဘယ်နှချိန်လောက်လုပ်တယ်ဆိုရယ် how often do you do okay အဲ့တော့ how often do you do your hobbies မင်းရဲ့ဝါသနာတွေကို နေချင်လောက်လုတ်တယ်လဲဆိုရင်အဲ့ဆိုဘောကဘယ်လိုပြောမလဲဆိုရင် I'm to my hobbies အားဟောတော့လုတ်တယ်အဲတပတ်မှာ၃ချိန်လောက်ဆိုရင်3 times ဒီမှာ TIME times ဆိုတော့အချိန်လေးရတယ်အချိန်လေးရတာဟုတ်အချိန်ဆိုရယူဆနဲ့ယူဆရင်အများဆိုရင် S tag ဝင်ရှိတယ်နော်3 times a week တပတ်ကို၃ချိန်အဲဒါမှမဟုတ်လဲ4 times a week တပတ်ကို၄ချိန်ဒါမှမဟုတ်လဲ every day နေ့တိုင်းလားအဲ့စသည်ဖြစ်ပေါ်တော့အဲ့လိုမျိုးပြောလို့ရတယ်ခဏတစ်ခုမင်းရဲ့ဝါသနာကိုဘာအကြောင်းနှစ်သက်တာလဲလဲမေကွန်း နော်ဒီဗီဒီယိုကြည့်နေတာဝါသနာတစ်မျိုးတည်းလောက်တက်တာမဟုတ်နော်မေးခွန်းတွေကိုမျိုးစုံလောက်တက်လာရဲဆိုတော့ခန်းစားရမယ်လဲမေးခွန်းဆိုရင် WH နဲ့စားရမယ်ဘာဝင်မှာလဲဘာကြောင့်အဲ့လိုပဲဘာကြောင့်တီးပြီးသားလားတီးပြီးသားဆိုရင်လည်းဂုံယူတယ်မတီးသေးမှတ်မယ်ဘာကြောင့်ဆိုင်းလေးဆိုရင် why ဝိုင်းပြီးလို့ရှိရင်အကူထုတ်ရမယ်ကြည့်လိုက်အောင်နှစ်သက်တာဆိုတာဖြစ်တာမဟုတ်ဘူးအဲ့တော့ I miss her ထုတ်လို့မရဘူး do that ပဲထုတ်မှာဆိုတော့ do subject က you ဆိုတော့ why do you အဲ့တော့နှစ်သက်တာပါလဲဆိုရင် like why do you like မင်းဘာကြောင့်နှစ်သက်တာလဲမင်းရဲ့ဝါသနာကိုဆိုတော့ your hobby မင်းကမင်းရဲ့ဝါသနာကိုဘာကြောင့်နှစ်သက်တာလဲ၎င်းကဆိုလို့ရှိရင်ခုနလေးပေါ့မိခွန်လေးကပြန်ခေါက်လိုက်မယ် I like my hobbies because it help me ဟာဘာလို့ပြောရစင်ကုနီပေးတယ်ဘာဖြစ်လို့ဆိုတော့ relax စိတ်ပန်းပေးဖို့ကုနီပေးတယ်ဒါမှမဟုတ် it make me နော်ငါ့ကိုဖြစ်စေတယ် it makes me အဖြစ်စေလဲ happy ငါ့ကိုပျော်ရွှင်စေလို့နော်ဝါသနာကိုလောက်တယ်ဆိုတာလူတွေကကိုယ့်ရဲ့စိတ်အပန်းဖြစ်စိတ်ထွက်ပေါက်တစ်ခုရဖို့အနေနဲ့လောက်ကြတာဆိုတော့အဲ relax လို့ပဲအဖြေလေးမှတ်ထားရတော့လေကောင်းပါပြီပေါ့နော်အဲဒါဘာပဲပြောမလဲဆိုရင် I like my hobbies because it help me relax ဟာလေ it makes me happy အဲ့တော့ကျွန်တော်တို့ speaking series မှာပါရဟာလေးဖြစ်တော့အတန်ကလေးတွေလိုက်ပြီးလေ့ကျင့်လိုက်အောင် what are your hobbies what are your hobbies okay နော်အမေအားလည်းချင်မှာဘာလို့ရတော့နှစ်သက်တယ်ဆိုရင် what do you like to do in your free time what do you like to do in your free time what do you like to do like to do အတန်းလေးရှားလေးနဲ့ဆောင်လို့ထား specialty မဖြစ်ရင်တော့မှအလုပ်ဖြစ်လို့ဖြစ်အောင်လောက်ပြောတောင်လို့ထားเนาะဟုတ်ပြီလားเนาะလူတိုင်းဒီဟာတွေကဟို language ဖြစ်တယ်เนาะအရင်ကခက်ခဲတဲ့ subject တွေမဟုတ်ဘူးမှကျွန်တော်ဆိုရင် math တို့သင်ချာတို့ဘာလို့ရတဲ့လူတွေဆိုရင်ဒါလေးစားရင်အဲ့ဒါတွေကဘာလဲဆိုရင် subject တွေဖြစ်တယ် เนาะအဲ့ဒါတွေကမာတကယ်ပညာရက်တွေနောက်ခုဒါတွေဒီအင်္ဂလိပ်စာဆိုတာပါလဲဆို language ဖြစ်တယ်ဘာသာစကားတစ်ခုဖြစ်တယ်ထက်ခါတကြလေ့လာရင်လူတိုင်းကြားနိုင်တယ်အဲ့ဒါလေးကိုမှတ်ထားပါဘောเนาะပါရီညာကြီးကောင်းဖို့မလိုဘူးเนาะထက်ခါထက်ခါလေ့လာမယ်ဆိုရင်လူတိုင်းရနိုင်မယ်ဆိုတော့မှတ်ထားအဲ့တော့ငါညာတုံးလို့ငါမရနိုင်ဘူးငါညာထုတ်လို့မရနိုင်ဘူးငါအခြေခံမရှိလို့တင်ပေးမဲ့သူမရှိလို့မရနိုင်ဆိုတော့မထင်နဲ့စူးစမ်းရင်လည်းရမယ်ဒီမှာတင်ပေးရလူလည်းရှိတယ်အဲ့တော့စူးစမ်းအဲ့တော့ how do you spend your weekends နောက်တစ်ခါကျတော့ do you prefer indoor or outdoor hobbies do you prefer indoor or outdoor hobbies now ဘယ်နဲ့ကျိန်းဆိုရင် how often ဟိုဒါမှတ်မိလိုက်တော့ဘယ်နဲ့ကျိန်းဆိုတာလဲ how often เนาะ how often do you do your hobbies how often do you do your hobbies why do you like your hobbies why do you sorry ဒါအများမဟုတ်ဘူး why do you like your hobby why do you like your hobbies okay သင်ပြလာမိနော်အဲ့ဒါဒီနေ့မှလူလျက်ဆိုင်အများရှိသွားပြီအဲ့တော့ဒေချာလေးမှတ်သားမယ်လိုက်နာမယ်ဆိုလို့ရှိရင်အင်္ဂလိပ်ကစပိုင်းရီးကမြင့်တက်လာပါဒါလေးစာ speaking လေးကောင်းလာပါပါ okay စကြဝဠာကြပါဖိုက်တယ်ပါနော်